စနေသားသမီးများအတွက်12လပိုင်းတစ်လလုံးကကြမဟော့စတယ်နဲ့ဆောင်ရှောင်းလေးတွေကိုဆမ်မလီကတည်ဆည်ပြပြပေးတော့မှာဖြစ်ပါတယ်ရှင်။ဆမ်မကတော့တောင်းတဲ့ဗီဒီယိုတဲများကိုပြောချပေးတော့မယ်ဆမ်မလီသွန်ခတ်မိပဲဖြစ်ပါတယ်ရှင်။ဆမ်မ page ကို like and follow လေးလုပ်ပေးထားပါ။ဆမ်မ TikTok account ကိုလည်း like and follow လေးလုပ်ပေးထားပါရှင်။ဒါမှဆမ်မနစ်စီတပြီးတဲ့ကုသဗီရီတွေနဲ့ဒီလိုမျိုးရတဲ့ hostel လေးတွေကိုအခမဲ့တင်ပေးတော့မှာဖြစ်ပါတယ်ရှင်။ကဲဒါဆိုရင်ဆမ်မရဲ့ဒီဗီဒီယိုလေးကို like and share လေးလုပ်ပေးဖို့မမေ့နဲ့နော်။စနေသားသမီးတွေကဒီ12လပိုင်းမှာပေါ့နော်။လက်ဖျားမှာရွှေတီအိတ်ထဲမှာ ာငွေရှမ်းမဲ့နှစ်တစ်နှစ်ရဲ့အကောင်းဆုံးအချိန်လေးကာလတစ်ခုကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်ရှင်။စနေသားသမီးတွေကပေါ့နော်ပြီးခဲ့တဲ့၁၇လပိုင်းတော့ငွေကြီးတွေအလွန်ကုန်နေငွေတွေအထွက်များတယ်ငွေမမြဲတဲ့အနေအထားလေးတွေရှိနေခဲ့ပေမဲ့လေပေါ့နော်ဒီ၁၂လပိုင်းမှာပေါ့နော်စနေသားသမီးတွေရွှေတက်တန်မိုးရှိတဲ့အခွင့်အလမ်းတွေအခွင့်အရေးကောင်းတွေကုစီကိုရောက်ရှိလာတတ်ပါတယ်ရှင်။အဲဆမရဲ့စနေသားသမီးတွေကပေါ့နော်ကန်ဆာတာညံ့ပါတယ်ငွေကြီးတွေတော်တော်ကောင်းပါဘူး ဲ့လိုမျိုးလေးတွေမတွေးနဲ့ကောင်းတာတွေပဲတွေးရတဲ့အခါကျကောင်းတာတွေပဲရောက်ရှိလာမှာဖြစ်ပါရဲ့ရှင်ဆမကလည်း ီဟော့ကင်းကိုတက်ကြည့်ရဲ့အခါမှာဆက်နှစ်လပိုင်းမှာစနေသားသမီးတွေကကန်ဆာရာအတက်ပတ်ကိုရောက်ရှိနေတဲ့ထဲမှာပေါ့နော်ထိတ်ဆုံးရပါပါတယ်ရှင့်ဒါကြောင့်စနေသားသမီးတွေငွေကြီးကြောင့်အဆင်မပြေခဲ့သမျှပေါ့နော်ဒီဆက်နှစ်လပိုင်းမှာအဆင်ပြေပြီလို့သာမှတ်ပါကိုကကောင်းတဲ့အရာတွေပဲတွေ့ပါကောင်းတဲ့အရာတွေရောက်ရှိလာမှာပဲဖြစ်ပါတယ်ရှင့်ကိုကတော့အဖြစ်ဖြစ်နဲ့မှန်မှန်လေးတွေပေါ့နော်ကိုလုံနေကြလုပ်ငန်းတွေကိုပဲတေချာလေးလုပ်ကင်မှာအဲကိုလုံနေကြအတိုင်းကိုသွားနေကြလမ်းကိုပဲပုံမှန်လေးရှောက်ပေးပါရှင့်တကယ်ကိုကိုအတွက်ကောင်းမွန်တဲ့အခြေအနေကာလတစ်ခုကိုရောက်ရှိလာပြီပဲဖြစ်ပါတယ် အရှိအရင်ကအစ်စ်မပြေခဲ့သမျှလုပ်ငန်းမလဲပတ်သမျှငွေတွေတန်းဖြစ်ခဲ့သမျှငွေအတွက်စိတ်ပူပင်တော့ကရောက်ခဲ့သမျှဒီ12လပိုင်းမှာပေါ့နော်တော်တော်လေးပြေလည်လာမှာကိုတွေ့ရမှာပဲဖြစ်ပါတယ်ရှင့်ဒီစနေလပိုင်းမှာရွှေထီးစောင်းနိုင်မဲ့သူတွေကတော့စနေသားသမီးတွေပဲဖြစ်ပါတယ်ရှင့်။အယောင်ဝယ်သမားတွေလည်းရောင်းပန်းဝယ်ပန်းကောင်းလာမယ်။ကိုပိုင်လုပ်ငန်းလုပ်တဲ့သူတွေကလည်းအရင်လတွေက လုပ်ငန်းမလဲပတ်တဲ့သူတွေကားတော်မှာပေါ့နော်ဒီ12လပိုင်းမှာလုပ်ငန်းတွေပြန်လဲပတ်လာမယ်အရင်လကငွေတွေဆုံးရှုံးခဲ့တဲ့အရာတွေကလည်းဒီ12လပိုင်းမှာအဲ့ဒီဆုံးရှုံးခဲ့တဲ့ငွေထက်ပိုတဲ့ငွေကြေးတန်မှုကိုစီကိုရောက်ရှိလာခြင်းရှိပါတယ်ရှင့်ရွှေအပါဝင်ပေါ့နော်မြေအိမ်ရခြင်းရှိပါတယ်ရှင့်တခုတတိထားပြရမှာကတနာလို့ဖြစ်စီအာနာလို့ဖြစ်စီ နော်ငွေစိုက်ချီးပေးတာသူတပားအတွက်ဓာခံပြီးတော့အာမခံပေးတာအဲ့ဒီလိုမျိုးလေးတွေမလုပ်ပါနဲ့ရှင်အဲ့ဒီလိုမျိုးလုပ်ရင်ကိုကပါဓာတွေကနေပြီးတော့ပြဿနာတက်တက်ပါတယ်ရှင်အဲ့ကြောင့်မလို့ဆမတော့အဲသူငန်းတကာကိုစနေသားသမီးတွေကပေါ့နော်သူငန်းတကာတွေရဲ့အမြင်မှာကြည့်ရရင်ပေါ့နော်အဲစိတ်ဆက်တယ်စိတ်ကြီးတယ်လို့မြင်ရပေမဲ့သူတို့ရဲ့စိတ်အတွင်းစိတ်ကအယံဖြူစင်တဲ့ထဲမှာပါတယ်အယံနှုတ်ညံ့တဲ့ထဲမှာပါတယ်သူတပားတွေပေါ်လဲသူတို့ကကူညီခြင်းနဲ့အဲ့လိုပေါ့နော်ကိုရောစိတ်ကိုကူညီခြင်းနဲ့စိတ်လေးရှိတဲ့အတွက်ပေါ့နော်ကိုရဲ့စိတ် င်နာအချိုးပေးမဲ့အချိန်ဒီကာလတစ်ခုကိုရောက်ရှိလာပြီပဲဖြစ်ပါရဲ့ရှင်နှစ်တစ်နှစ်ရဲ့အကောင်းဆုံးအချိန်ကာလတစ်ခုလို့လည်းပြောလို့ရပါတယ်ရှင်ပြီးရင်ပေါ့နော်စနေသားသမီးတွေကပေါ့နော်အဲကိုကအပေါ်ရမဟုတ်ပဲသူတဘာတွေအပေါ်ပေါ့နော်စရောကိုရောကူညီတယ်မိတ်ဆွေတို့မိတ်ဆွေရောင်တွေရှိတဲ့အတွက်ကိုကတော့အထူးတတိထားပြရမယ့်အချိန်ဒီကာလတစ်ခုပဲဖြစ်ပါရဲ့ရှင်အဲ့ဒီ dress မှာတော့အကြံပေးချင်တာပေါ့နော်ဝင်ဆိုးအောင်ပြောရရင်ပေါ့တာပေါင်းညာစားလေးတွေရှိရတဲ့အတွက်ပေါ့နော်တော်တော်လေးကိုတတိထားပြရမယ့်အချိန်ဒီကာလတစ်ခုပဲဖြစ်ပါရဲ့ရှင် ကျွေးပူလေးတွေရှိရင်တော့မှာပေါ့နော်ဒီ12လပိုင်းမှာပြင်းကြီးလာမှာပဲဖြစ်ပါတယ်ရှင့်စနေသားသမီးတွေကဒီ12လပိုင်းမှာဖျားဘူးခရီးထွက်ကိန်းရှိပါတယ်ရှင့်စနေသားသမီးတွေကဒီ12လပိုင်းမှာအပြောင်းအရွှေ့လေးတွေများတယ်ပေါ့နော်အပြောင်းအရွှေ့လေးတွေကဘာလဲဆိုတော့အိမ်နေရာအလုတ် ြောင်းရွှေ့လေးတွေမြင်ပါရဲ့ရှင်ဒါပေမဲ့အိန္ဒိယအလုပ်အပြောင်းရွှေ့လေးတွေရှိတဲ့အခါကလည်းကောင်းတဲ့နေရာကောင်းသောပြောင်းလဲခြင်းတွေဖြစ်တာမို့လို့ကိုကဘာမှစိတ်ပူပင်စရာမလိုအပ်ပါဘူးရှင်စနေသားသမီးတွေကဒီစနစ်လာပိုင်းမှာပေါ့နော်ရာဒူးတို့ရာလာစာဒူရာလေးတွေရှိပါရဲ့ရှင်ပြီးရင်အလုံးမရှိတဲ့သူတွေအလုံးနမဲ့ဖြစ်နေတဲ့သူတွေရောမှဒီစနစ်လာပိုင်းမှာပေါ့နော်အလုပ်တွေရမယ်အင်တာဗျူးတွေအောင်လာမယ်နိုင်ငံရေးချားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုပ်ချင်တဲ့သူတွေအတွက်လည်းအထူးကောင်းကျိုးပေးပါရဲ့ရှင်အဲဒါမှမဟုတ်စနေသားသမီးတွေထဲမှာပေါ့နော်နိုင်ငံရေးချားမှာအလုပ်သွားလုပ်ချင်တဲ့သူတွေ ပေါ်တော့နိုင်ငံရေးချားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာကြန့်ကြာနေတဲ့သူတွေတောင်မှဒီစနစ်လာပိုင်းမှာအကျိုးထူးမယ်အောင်မြင်ပါမယ်ရှင်။ကျမကတော့တတိထားပေးချင်တာကစနစ်သားသမီးတွေကဒီစနစ်လာပိုင်းမှာကန်ဆာလာအတက်ပတ်ကိုရောက်နေတဲ့အတွက်တကယ်ကိုကောင်းတဲ့ကန်ဆာလာပေါ့နော်။ဒါပေမဲ့တတိထားရမှာကပေါ့နော်။ကိုကဟိုကိုမနာလို့အတိုက်ခိုက်လေးတွေရှိရဲ့အတွက်ပေါ့နော်။ကိုကသူများပေးတာကျွေးတာ သူများကြွေးရလေးတွေပေါ့နော်အဲတတိထားပြီးတော့စားပါသူများတကကိုယ်ကိုမကောင်းချန်တတ်တယ်အဲ့ဒီအတွက်ကိုကအစားအသောက်အနေအထိုင်လေးတွေစင်ကျင်ပါလို့ဆံမလေးရတော့မာကျင်ပါတယ်ရှင့်ပြီးရင်စနေသားသမီးတွေရဲ့ဆောင်းရှောင်းလေးတွေကိုလည်းပြပြပေးတော့မလို့ဆံမရဲ့ဒီဗီဒီယိုလေးကိုဆောင်းကြည့်ပေးဖို့မာကျင်ပါတယ်ရှင့် K အခြေရတော့စနေသားသမီးတွေဒီ၁၂လပိုင်းမှာတော်တော်လေးပြန်ကောင်းလာပြီပဲဖြစ်ပါတယ်ရှင်အိမ်တော်ရေးအိမ်တော်ရေးကတော့အဲသူနဲ့ကိုနဲ့ကြားမှာပြန်အလဲနားလဲမှုတွေနေတယုံစင်လေးရှိလာတဲ့အတွက်ကြောင့်မို့ပေါ့နော်ရေရှိညင်ညင်နိုင်နိုင်လေးပဲရှိဆက်ပါပြီးရင်ချစ်သူအိမ်တော်ဘက်စီကလည်းလက်ဆောင်ပစ္စည်းလေးတွေရတက်တာမို့လို့ပါရတဲ့အိမ်တော်ရေးကိုတည်ဆောက်နိုင်ပါပဲဖြစ်ပါတယ်ရှင်စနေသားသမီးတွေကကန်စာတာအတက်ဘက်ကိုရောက်ရှိနေတဲ့အတွက်ဒီ၁၂လပိုင်းမှာရွှေထီးငွေထီးဆောင်မယ်နော်လက်ဖြားမှာရွှေသီးမယ်အဲ့ဒီအတွက်မို့ ကန်စားကအတက်ပကိုရောက်ရှိရတဲ့အတွက်ပြန်ပြီးမကြိုက်အောင်လက်လာပါတွေမပိတ်အောင်တကယ်လို့ကိုကဒီ17လပိုင်းမှာရှိနေတဲ့အညံ့အတိုက်ခိုက်တွေရှိနေအောင်မပြေပြောက်သွားအောင်နော်ဒီ17လပိုင်းမှာဘာပဲလို့လို့အဆင်ပြေအောင်နော်ကိုလုံးသမျှကန်သမျှကြံစီသမျှတွေအဆင်ပြေအောင်လုပ်ငန်းကန်ကန်တွေတိုးတက်အောင်နော်ဒါမှမဟုတ်အယောင်းဝယ်တွေကောင်းအောင် စီပွားရေးလူမှုရေးကျန်းမာရေးအဖက်ဖက်ကနေပြီးတော့အဆဆအရာရာအဆင်ပြေအောင်အတွက်စမကရေဒီယာကောင်းလေးတစ်ခုကိုပြပတ်ပေးတော့မှာဖြစ်ပါတယ်ရှင်။အဲ့ဒီရေဒီယာကအရန်ကိုလွယ်ကူယူရှင်းပါတယ်။စမတို့မြေဆော်ပြားရှိကိုရမြကြီးကိုဒိမော်ရေး၃ခွက်စွန့်မိနဲ့တကွာလက်ဖက်တုတ်ပကံကတ်လူပူဇော်ပေးပါရှင်။ဒါမြေဆော်ပြားရှင်ကိုရမြကြီးကိုကတ်လူပူဇော်ပေးရမှာပဲဖြစ်ပါတယ်ရှင်။စမရဲ့ဒီဗီဒီယိုလေးကိုစတွေ့ရနေရစပြီးတော့ပြုလုပ်လို့ရပါတယ်ရှင်။တရက်တည်းပြုလုပ်ရမှာပဲဖြစ်ပါတယ်ရှင်။နှစ်ငါးနိုင်ရနေပြီးတော့၁၇နိုင်အတွင်းပြုလုပ်လို့ရပါတယ်ရှင်။စနေသားသမီးတွေပေါ့နော်။ပြီးရင်အတိုက်ခိုက်နောက်ဆက်လေးတွေရောရှိရဲ့ နင်းလေးတော့အညံလေးတော့ရှိနေရတယ်တွေ့ရတဲ့အတွက်စမအမြဲတမ်းလှစင်လာတိုင်းလုံနေတဲ့ကြရည်ရည်လေးတစ်ခုလည်းထပ်ပြီးတော့ပြောပြပြီးသွားမှာဖြစ်ပါရဲ့ရှင်။တံမြာဒီကိုလုံးမဲ့လှူပေးပါရှင်။အစမလည်းအမြဲတည်းတံမြာဒီကိုလုံးရည်ရည်ကိုအမြဲတည်းလှုပ်ထားတဲ့အတွက်အတိုက်ခိုက်နောက်ဆက်တည်းရှိရင်ဒီတံမြာဒီကိုလုံးနဲ့အတူပါသွားအောင်လို့ပါရှင်။တံမြာဒီကိုလုံးလှူပေးပါရှင်။နွမ်းနာနဲ့ဆွန်မပြန်ပြီးတော့အတုံးမပြူပါနဲ့။အဲ့ဒီ တန်ညာသီးကိုအိမ်နဲ့ဝေအောင်လှုပ်ပြပေးပါပြန်ပြီးတော့သုံးပြီးရင်အညံ့အတိုက်ခိုက်လေးရှိတဲ့အတွက်ခိုက်တတ်ပါရဲ့ရှင်အဲဒါကြောင့်မလို့ပြန်ပြီးတော့အသုံးမပြုဖို့ဆံမလေးကတော့မှားစင်ပါရဲ့ရှင်ပြီးရင်စနေသားသမီးတွေလက်တွေပွေအောင်မအားလောက်ခါမယ်ဆိုရင်တော့ဘုရမှုနေတိုင်းကောင်းမှုလျှော့ပါနဲ့ရှင်အဲဒါတော့ဒူးမှကြတာပဲဖြစ်ပါရဲ့ရှင်ပြီးရင်စနေသားသမီးတွေထဲမှာပေါ့နော်အဲ အတူပါပို့တာတင်းချိုင်းမီနင်းတာလေးတွေမလုပ်ပါနဲ့အုံးလို့ဆာမလေးကတော့မှာကျင်ပါတယ်ရှင်တကယ်လို့မဖြစ်မနေသွားမယ်ဆိုရင်တော့မှပြန်လာရင်ပေါ့နော်တယောကေမွန်နဲ့ထက်ပြင်စားအနေငယ်ထက်ပြီးတော့ခေါင်းကနေလောက်ချပြီပါပေါ့နော်အဲညံတိုက်ခိုက်လေးပြန်ပြီးဝင်တဲ့အတွက်2ကယူဆိုင်ပေးဖို့မှာကျင်ပါတယ်ရှင်ငွေကန်ကန်နဲ့အစင်ပြေအောင်တိုးတက်အောင်ပေါ့နော်ကိုကအမဲသားစိတ်သားလေးပဲရှောင်ပေးပါရှင်ဒီ17လပိုင်းမှာရှောင်ရန်ကတော့အမဲသားစိတ်သားလေးပဲအထူးရှောင်ပေးရုံပဲရှင်ကျွန်တော်ကတော့ဒီဟိုပေါ့နော်ကိုလက်ပိတ်စီတဲ့အရာတွေပုံတော်မှုနေတိုင်းခေါင်းမလျှော်နဲ့အဲ့အားလေးပဲလုပ်ပေးရမှာပဲဖြစ်ပါတယ်ရှင် မိုက်ဒီဗီဒီယိုရဲ့ comment အောက်မှာလည်းအောင်အရဟံ အာကိုကမိမိနဲ့နာစနေဆိုရင်စနေပေါ့နော်အောင်အရဟံစနေဆိုပြီးတော့မှန်ပေးပါရှင့်ဆံမလေးတဦးတယောက်ချင်းတိုင်းကိုစီမံဆူတောင်းပေးပါမယ်ရှင့်ဒါဆိုရင်ဆမရဲ့ဒီဗီဒီယိုလေးကို like share လေးလုပ်ပေးဖို့မမေ့နဲ့နော်ဆမစီမှာဗီဒီမေးလို့ရတယ်တက်တော့မေးလို့ရတယ်ငွေကြီးတောင်းဖြစ်တဲ့အခက်အခဲတွေဘာရောက်တိုင်ပင်ဆွေးနွေးလို့ရပါတယ်ရှင့်ဆမစီမှာပေါ့နော်ဖုန်းဆက်ပြီးတော့ booking ယူပြီးတော့အာဖုန်းဆက်ပြီးတော့မေးလို့ရပါတယ်ရှင့်ပြီးကြရင်ဆမစီမှာငွေကြီးတောင်းဖြစ်တဲ့အခက်အခဲလေးတွေအတွက်ပေါ့နော်ပြေလည်အောင်အိမ်ပူအိမ်စုဖြစ်နေတဲ့ဟာလေးတွေပေါ့နော်အဆင်ပြေအောင်အတိုက်ခိုက်နောက်ဆက်တွေကင်းအောင်ပေါ့နော်ရွှေ ဖြောင်းနိုင်ပေါ့နော်ဒါဆေးဖြောင်းနိုင်တိုင်30ပေါ့နော်တခါထိုးရေ3နိုင်ပေါ့နော်အစမစီမှာလိုင်အောင်မှိုင်လို့ရပါတယ်ရှင်။ကံမြင့်ရေတရာတွေအတက်သူမိသူ့ကိုမဆိုးအစီရေတရာပွဲထိုးလုပ်တဲ့သူမိသူ့ကိုမဆိုးဆဲမက ကံမြင့်ဆေးဖြောင်းနိုင်တလားစာလက်ဆောင်ပေးပါရရှင်ဒါဆမစီမှာရေတဲ့အဲ့တဲ့သူမိတို့မဆိုဆမကလက်ဆောင်ပေးရပဲဖြစ်ပါရရှင်ပြီးရင်ဆမစီမှာပေါ့နော်မေရော့စီမှာအထားရဲပေါ့နော်အဲအဆောင်လက်ကောက်လေးတွေလာရောက်မှိုင်လို့ရပါရရှင်အဆောင်လက်ကောက်လေးတွေကဘယ်ဘက်ဝင်ငွေဝင်နဲ့ညာဘက်ဝင်စက်မှိုင်ကောင်းတယ်ဆမကတော့၃လောက်ဝင်ခိုင်းတယ်ဘယ်ဝင်ညာဝင်ပေါ့နော်အဲဒါကတော့ 3လဝတ်ပြရမှာပဲဖြစ်ပါတယ်ရှင်ပေး3လပြရင်တော့ရေထဲမြှောက်ပြရမယ်ကိုယ့်ရဲ့အညံ့လေးလေးပါသွားအောင်3လဝတ်တဲ့အချိန်တွင်းတော့ကျမကြီးကောင်းမယ်ငွေကြီးစီးပွားရေးလူမှုရေးပညာရေးအဆောင်ကိုယ့်ရဲ့နိမ့်နယ်အလိုက်ဆမစီမှာလာရောက်အနံ့လို့ရပါတယ်ရှင်ကဲဒါဆိုရင်ဆမရဲ့ဒီဗီဒီယိုလေးကို like ရှင်းလေးလို့ပို့ဖို့မမေ့နဲ့နော် ဆမကိုကြည့်ရှုနေတဲ့ခொနည်းသသမီးများအလုံးစမ်းမချမ်းသာကြပါစေ။ပန်းလုံးမွေရေလိုအိတ်ချမ်းကြပါစေ။နေ့ရက်တိုင်းနေ့ရက်တိုင်းမှာချမ်းသာကြွယ်ဝမှုတွေရရှိပြီးတော့တထေးတထေးမအီတွေဖြစ်ပါစေလို့ဆမလေးကစီမံဆုတောင်းပေးလိုက်ပါရရှင်။အားလုံးပဲကျေးဇူးအထူးတင်ပါတယ်ရှင်။